ီခင်တယောက်စီအောင်မှာခလေးတော်မွေးတယ်။ခလေးမွေးပြီလာနဲ့ခလေးကိုစီအောင်မှာပြစ်ထားဖို့လှုပ်တယ်။အဲနောက်သူကသူ့ရဲ့နေငံကိုပြန်ဝင်သွားဖို့လှုပ်တယ်ရှင်။ဒီအဖြစ်ပြက်ကမနေ့က6လပိုင်း25ရက်နေ့ထိုင်းနိုင်ငံမှာဖြစ်သွားခဲ့တယ်။ ဖြစ်စဉ်ကတော့ညလုံးကအမျိုးသမီးတဦးစျုံမှာခလေးတော်မွေးတယ်။အဲ့ဒီအမျိုးသမီးရဲ့နာမည်ကနာအသက်20ပဲရှိသေးတယ်။နာကကမ္ဘောဒီးယားလူမျိုးဖြစ်တဲ့ထန်းရောက်ရွှေ့ပြောင်းအလုတ္တမဖြစ်တဲ့ရှင်။နာမွေးထွက်လာတဲ့ခလေးကယောက်ျားလေးဖြစ်တယ်။ဒါပေမဲ့ခလေးကပေါင်မပြည့်ဘူးရှင်။ခလေးက1ကီလိုတော့မရှိဘူး။900ဂရမ်ပဲရှိတယ်။ကိုဝင်6လပဲရသေးတယ်။ လမစီပဲနဲ့မွေးဖွားလာလို့ခလေးကပေါင်မပြည့်ဘူးရှင်။ဒါကြောင့်နာမွေးဖွားလာတဲ့ခလေးကိုဆရာဝန်တွေကတခါတည်းပုံနဲ့တွေ့တဲ့အတိုင်းတူအုပ်ထဲမှာထည့်ရတယ်။နာတူခလေးမွေးပြီးပဲသွားလဲဆိုတော့စီယုံကနေပြေးပြီးထွက်သွားတယ်ပြီးတော့ကမ္ဘောဒီးယားနယ်စပ်မှာတွားပြီးသူ့ရဲ့နိုင်ငံထဲကိုသူ့ပြောင်းဝင်သွားဖို့လုပ်တယ်ရှင်။ နောက်ဆုံးရဲကနာသူ့ရဲ့နေငံကိုသူပြန်မကူးသွားခင်ရဲကအရင်သွားဖမ်းမိတယ်။ဒါကြောင့်ရဲကနာကိုခေါ်ပြီးစေုံကိုပြန်ခေါ်သွားတယ်။နာရဲစီဖက်ဆိုချက်ပေးတာကတော့လွန်ခဲ့တဲ့၈လတုန်းက သူနဲ့သူ့ယောက်ျားကထိုင်းနိုင်ငံမှာလာပြီးအလုပ်လုပ်တယ်။အခုတလောထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံရေးကြောင်းသူ့ရဲ့ယောက်ျားကအရင်တလောတုန်းကကမ္ဘောဒီးယားကိုအရင်ပြန်နှစ်လိုက်ပြီးသူ့ခါကျတော့ဒီ6လပိုင်းကုန်လို့လဆာထွက်မှသူ့အဲ့ဒီလဆာကိုယူပြီးနိုင်ငံကိုပြန်သွားဖို့လှုပ်တယ်တဲ့ရှင်။အခုသူ့ရဲ့ကိုယ်ဝန်က6လပဲရှိသေးတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့အင်ကနေညကလေးကသူ့ရဲ့ bike ကဆအောက်လာတဲ့တရင်ဒါကြောင့်ညလုံးကသူ့ bike ရန်အောက်အောက်လို့သူလဲစီုံကိုတွားလိုက်တဲ့စီုံတွားတော့လမစီတိပဲနဲ့သူ့ကလေးကမွေးဖွာလာတဲ့တရင်သူ့ကိုပေါ်မှာပိုက်ဆံတပြားမှမရှိဘူးတရင်ခလေးမွေးစိတ်စေကုစိတ်ဆရာဝန်ကိုပေးဖို့ပိုက်ဆံမရှိဘူးသူ့ကလေးကိုလည်းမပြစ်ချင်ပါဘူးဒါပေမဲ့ ခလေးကိုယူထွက်လာလို့လည်းမရဘူးဘာလို့လဲဆိုတော့ခလေးကသူ့အုပ်ထဲမှာနေရမယ်ပြီးတော့ဆေးကုဆေးတွေပေးဖို့ပိတ်ဆံတပြားမှလည်းမရှိတော့သူကကမ္ဘောဒီးယားနိုင်ငံဖြစ်တဲ့တွေ့ရနိုင်ငံကိုသူပြောင်းဝင်သွားဖို့လုပ်တယ်လို့ရဲစီထွက်ဆိုချက်ပေးခဲ့တယ်။ဒါကြောင့်ပဲရဲကနာရောနာရဲ့မွေးကင်းစားသားလေးကိုရော ြေုံကာနဲ့နေဆက်ကိုသွားပို့ပေးလိုက်တယ်။ပြီးတော့တာဝန်ရှိတွေကပဲကမ္ဘောဒီးယားနိုင်ငံဖက်ကစေယုံကိုဆက်သွယ်သွားတယ်ရှင်။အခုဒီညအမ်ကမ်ဘောဒီးယားလူမျိုးကထိုင်းမှာခလေးမွေးတယ်ပြီးတော့သူကသူ့ရဲ့နိုင်ငံကိုပြန်ချင်တယ်သူ့ခလေးကလာမစိတ်သေးဘူးသူ့အုပ်ထဲနေရမယ်အာအခုထိုင်းဖက်ကတော့သူ့အုပ်ထဲထည့်ပေးထားတယ်ပြီးတော့ထိုင်းဖက်ကအာဆရာဝန်တွေတာဝန်ရှိတွေကပဲနေဆက်အထိအဲ့ဒီ တတားအထိတခါအထိကိုသွားပို့ပေးတယ်ရှင်ပြောရရင်ထိုင်းရဲ့တာဝန်ရှိတွေရဲတွေထိုင်းမျိုးအရန်အရန်စိတ်ကောင်းတယ်လို့ပြောရမယ်ရှင်အကုန်လုံးတာဝန်ယူပေးပြီးပို့ပေးတယ်တခါအထိကမ္ဘောဒီးယားနိုင်ငံကဆရာဝန်တွေရဲ့လက်ထက်အထိကိုပို့ပေးတယ်ပြီးတော့ဘယ်စုံမှာတက်ရမယ်စေကူရမယ်ဆိုတာလဲစက်တွေ့ပေးထားတယ်ရှင်အဲ့တော့ညတော်ကနာတူရဲ့နိုင်ငံကိုတူပြန်သွားပြီ